ရှင်းလင်းမှာတာလီစီကရရှိခဲ့တဲ့ထူချမှုတွေအကြောင်းပြောပြလာခဲ့တဲ့တရုတ်ဆောင်ထူရဲ့မိခင်မင်္ဂလာပါပရိသတ်များရှင်ကျမတို့ရဲ့တူတာ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခလီတရုတ်ဆောင်ကနေလူကြီးတရုတ်ဆောင်ဖြစ်လာသူ MRT Formula 2ကမက်ရှလာ၁၀ရက်နေ့မနက်၆နာရီအချိန်မှာကွယ်လွန်သွားခဲ့ကြောင်းသိရပါတယ် တရုတ်ဆောင်တူကပြီးခဲ့တဲ့မတ်လ၈ရက်နေ့မှာရေမတော်တဆမှုဖြစ်ပွားကဥကောင်းတရရရှိခဲ့တာပဲဖြစ်ပါရဲ့ရှင်။အခုဆိုရင်တော့လူလောကကြီးထဲကနေအပိတနှုတ်ဆက်ထွက်ခွာသွားပြီဖြစ်တဲ့တရုတ်ဆောင်တူအတွက်ရဲလေစွန်သွတရားနာခြင်းကိုမတ်လ၆ရက်နေ့ကနေအိမ်မှာစွန့်ကပ်လုခဲ့ကြတာဖြစ်ပါရဲ့။တေဥဆောင်သူအတွက်ကျင်းသူမိသားစုကအလှကုသိုလ်ကောင်းမှုလေးကိုပြုလုပ်ပေးခဲ့ကြတာပါအဲဒီရက်လေအလှလေးကိုတော့ခင်မင်းရင်းကြီးတဲ့မိတ်ဆွေချို့နဲ့အနုပညာသားဝိုင်းကလူတွေလည်းလာရောက်ခဲ့ကြတာကိုတွေ့ရပါဗျ အားလုံးကတော့တရုတ်ဆောင်ထူးအတွက်စိတ်မကောင်းဖြစ်နေကြပြီးကျရစ်တဲ့မိသားစုအနေနဲ့ထပ်တွေ့ထူးအတွက်ဆူတောင်းပေးနေကြတာဖြစ်ပါတယ်။ထူးရဲ့မိခင်ဖြစ်သူကတော့အခုချိန်အထိသားလေးကြောင့်ဖြစ်မစေနိုင်ဖြစ်နေပြီးခံစားနေရပါတယ်။ထူးရဲ့မိခင်ဖြစ်သူကသားလေးအကြောင်းကိုအခုလိုပဲပြောပြထားပါရရှင်။ ငိုရှိုက်တန်ကြားရတဲ့အခုချိန်ထိတားလီလားဆိုပြီးတော့လိုက်ရှာမိတယ်။မနေ့ကဆိုရင်ငိုတန်ကြားတော့လိုက်ကြည့်တာကြဲကြွေသွားတာကိုတွေ့လိုက်ရတယ်။အမေအမြပေးပေးတာကိုတားလီတာတူခေါ်နိုင်ပါစေလို့ဆုတောင်းမိတယ်။အခုထိတော့တားလီနဲ့ပတ်သက်ပြီးအိမ်မက်တော့မမက်သေးပါဘူး။အန်ဒီကတော့အိမ်မက်မက်စေချင်နေတာ။တားလီကဘလို့ဖြစ်လို့အခုလိုတွေကြုံတွေ့ခဲ့ရတာလဲ။ဘလို့ဖြစ်သွားတာလဲဆိုတာကိုအန်ဒီကိုအိမ်မက်ထဲမှာပြောစေချင်တာ။အခုတော့နားထဲမှာရှိုက်တန်တွေကြားတိုင်းတားလေးကိုရှာနေမိတယ်ဆိုပြီးတော့ဒရမီခင်ဖြစ်သူကသနာဆက်ဖွဲ့ပြောပြထားတာဖြစ်ပါရဲ့ရှင်။ တွေ့ရမိခင်ဖြစ်သူကတော့ဒါလေးအတွက်စိတ်မကောင်းဖြစ်နေရရှာပြီးခံစားနေရတာပါမိခင်ဖြစ်သူကတာလီကိုပဲပြန်လို့ချင်းချောင်းတနာစပွဲပြောပြထားပါရယ်တေယောဆောင်သူရဲ့ရက်လယ်နေ့မှာတော့တာကီတာမြို့နယ်မှာရှိရသူရဲ့နေအိမ်မှာခင်မင်ရင်းနှီးချရဲ့ ပြည်သူတွေအမှုပညာတိုင်းဝိုင်းကလူတွေကလာရောက်ခဲ့ကြတာဖြစ်ပြီးထူးထွက်ဆူတောင်းပေးခဲ့ကြပါတယ်။အခုဆိုရင်တော့အားလုံးချစ်ခင်အားပေးနေကြတဲ့တေယောဆောင်သူကလူလောကကြီးထဲကနေအပြေးတိုင်နှုတ်ဆက်ထွက်ခွာသွားခဲ့ပါပြီ။တေယောဆောင်သူကတော့ကလေးတေယောဆောင်ဘွားကလေးကပရိသတ်တွေရဲ့အားပေးမှုကိုရရှိခဲ့ပြီးလူကြီးတေယောဆောင်နေနဲ့ပါအမှုပညာလုပ်လေးတွေမှာအောင်မြင်မှုတွေကိုဒီကနေ့ချိန်မှာရရှိလာခဲ့တာပဲဖြစ်ပါရဲ့ရှင်။ တေးဥဆောင်သူကတော့မကြသေးမီတော့ငါမမေချိုဇလန်တွဲနဲ့ပရိသတ်တွေရဲ့ရင်ထဲကိုပြန်လည်ရရှိလာခဲ့တာဖြစ်ပြီးသူပါဝင်ရိုက်ကူးခဲ့တဲ့ယောက်ျားကောင်းအတောင်နဲ့ဆယုတ်ရှင်စကားကလည်းအကယ်ဒမီစကားရင်းစီးရင်ဝင်ခဲ့ရဖြစ်ပါတယ်တေယဆောင်သူကတော့တေယဆောင်ကောင်းပြီးပျော်ပျော်နေတတ်ကစိတ်ထားလေးလဲကောင်းလာကြပရိသတ်တွေကရောအမှုပညာအသားဝိုင်းကလူတွေကပါသူ့ကိုအားပေးချေခင်ကြပါရယ်သူကတော့ကလေးတေယဆောင်ဘွားတွေကပရိသတ်တွေရဲ့အားပေးမှုကိုအပြေအဝါရရှိခဲ့တဲ့သူတရဖြစ်ပါရယ် ။ TikTok ပေါ်မှာဆိုရင်လည်းဗီဒီယိုလေးတွေနဲ့ပရိသတ်တွေရဲ့အားပေးသဘောကျနှစ်သက်မှုကိုရရှိထားတာပါ။အနုပညာလုပ်လေးတွေနဲ့အောင်မြင်နေတဲ့အချိန်မှာပဲသူကအခုလိုရုတ်တရက်အကွယ်လွန်ခဲ့ရတာဖြစ်ပြီးတော့အားလုံးကမယုံကြည်နိုင်ပဲဖြစ်ခဲ့ရတာဖြစ်ပါရဲ့ရှင်။